okay အားလုံးပဲမင်္ဂလာပါကျွန်တော်က first key ပါဒီနေ့မှာကျွန်တော်က link နဲ့ပွဲနိုင်နေပြီလေးဘချက်ငါးခုကြောင်းပြပြသွားမှာပါစိတ်ဝင်စားဆိုရင်တော့ဗီဒီယိုလေးအဆုံးထိကြည့်ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျာဆိုတော့စားလိုက်အောင်ပါပထမချက်ကတော့ balance ပါ balance ကိုမြန်မာတိုင်းဘာသာပြန်မယ်ဆိုရင်တော့မျှတမျှတလဲဆိုရင်တော့ frame နဲ့ button ကိုမျှတအောင်လုပ်အောင်ပါအချို့တော့ link player တွေရရှိပါတယ် fan of fan နဲ့ button မဆိုင်ဘူးအချို့ link player ကျတော့လေ button မဆိုင်မဲနဲ့ fan ပါတယ်အဲ့ဆိုရင်တော့လုံးဝအဆင်မပြေနိုင်ပါဘူး လင်းပလီယာတယောက်အနေနဲ့ friend နဲ့ချိန်မှာ friend ပတ်သက်တဲ့ချိန်မှာပတ်သက်ဆိုင်မှာတောင်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။အားလုံးမျိုးမဲမဲတက်တော့နိုင်တာကို balance လို့ခေါ်ပါတယ်။ဒီချက်ကလည်းလင်းပလီယာရဲ့တော်တော်လေးအခြေချက်တစ်ခုဖြစ်ပါတယ်။ pushing pushion ညီမတို့ဘာသာပြန်မှာဆိုရင်တော့တာဝါချိုးတာပါ။ဒီချက်ကလင်းပလီယာရဲ့တော်တော်လေးအခြေချက်ပါတယ်။များသောအဖြစ် solo player တွေမှာတော်တော်ရုပ်အခြေချက်ပါတယ်။ကိုကလင်းချန်ကလာကို solo ဆော့ရဲဆိုရင်တော့ဘာသာပြန်မရှိတော့အချိန်မှာတာဝါတောက်ချိုးတာအလုပ်တည်ဆုံးပါပဲ။ ံပါတ်3ချက်ကတော့ skillful ပါ skillful မြန်မာဘာသာပြန်မှာဆိုရင်တော့ကြွညင်မှုပါဘာလို့ limplier တဲ့ခေါ်ကြွညင်မှုလို့ ਆ ဆဲဆိုရင်တော့ထိကြမလို့တာပါ limplier တဲ့ခေါ်ပြောင်းနိုင်မှုဆိုရင်လမ်းရမ်းမြန်နေစာမလို့သူ TikTok account တွေလိုမျိုးလဲအရင်ကွက်ပြတဲ့စာမလို့ပါဘူးအထက်ကလိုအပ်ချက်ကတော့ဖြည်းဖြည်းမှန်မှန်နဲ့ထိကြမှုပါပဲ limplier တယောက်မှာထိကြမှုကသူ့ရဲ့အသက်လောကပြောလို့ရပါတယ်နံပါတ်၄ချက်နံပါတ်၄ချက်ကတော့ no over confidence မှာ no over confidence ညီမလေးဘာသာပြန်မှာဆိုရင်တော့ယုံကြည်မှုမလွန်ခဲ့တာပါ ဒီချက်ကတော့ link player မဟုတ်ပါဘူး one chain player တိုင်း chainless player တိုင်းဒီချက်ကိုတည်တင်ပါတယ်ဘာလို့လဲဆိုရင်တော့အရန်တော် global player ဖြစ်နေတောင်မှ तू က over copy နဲ့ပြတ်သားမယ်ဆိုရင်တော့ပွဲကိုရှုံးသွားစေနိုင်လို့ပါပြီးတော့ enemy letter ပြီး record ပြရတဲ့နေရာမှာလည်းလုံးဝ victory ဆိုတဲ့အတန်ကိုကြာမှ record ပြတင်ပါတယ်အားကြောင့်မလို့ no over confident လည်းအရေးကြီးတဲ့ချက်တွေမှာပါနေရပါနောက်ဆုံးတစ်ချက်ကတော့ target တက်မှာ target တက်ကိုမြန်မာလိုပြင်မှာဆိုရင်တော့ပြင်မှတ်ထားတာပါ။ဘာပြင်မှတ်ထားရလဲဆိုရင်တော့ enemy ဘက်က damage အကျန်ဆုံးကောင်ကိုပြင်မှတ်ထားပြီးတော့တက်ရတာပါ။ ကိုကလင်းစိုဟီးကိုကင်ထားတဲ့အတွက်1 plus 1 situation မှာဆိုရင်တော်တော်ကြီးကိုတားဆီးရပါတယ်။ဒါမှအတ္တိမေခိုးတော့အချင်းတော်တန်ကြာမလို့အနီမေတကောင်တတ်ဖို့ဆိုရင်အချင်းတော်ယူရပါတယ်။အဲဒါကြောင့်မလို့အန်မီရဲ့အကျဉ်းဆုံးတကောင်မဆမန်ဒေါမဟိုက်ပေါရွေးပြီးတော့တက်ရပါတယ်။အဲဒါကိုတော့တက်ကတင်လို့ခေါ်ပါတယ်။ဆိုတော့ဒီနေ့ပြောရတဲ့လောက်ပါပဲ။စောရင်ကြည့်ပေးကြတယ်တော်ချစ်စီတော့ကျေးဇူးများတင်ပါတယ်ဗျာ။အဖမ်းမကြည့်လို့ဆိုရင်လည်းဗီဒီယိုတွေကို like လုပ်ပေးပြီးရော channel ဆို subscribe လုပ်အောင်တင်လဲ subscribe လုပ်ဖို့တောင်းဆိုလိုက်ရပါတယ်ဗျာ။ ဘာလို့လဲဆိုရင်တော့ကုလူတို့အတွက်လကားရတဲ့ subscribe button လေးကိုနှိပ်ရအောင်ပေးမယ်။ကျွန်တော်တို့တော့အများကြီးအားဖြစ်စေပါတယ်။